ချက်မြင့်နဲ့မြောက်ပိုင်းလာရှိုးမြို့ကိုတင်ပိုက်ထိန်းချုပ်ထားတဲ့ MNDA ကိုကန့်တက်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဧပြီ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ကမြို့ထဲကိုဝင်ရောက်လာကြတယ်လို့လာရှိုးမြို့ကန်တွေက RFP ကိုပြောပါတယ်စစ်ကောင်စီတပ်ရဲ့ကားစီးရေ90ထက်မနည်းဟာဧပြီ22ရက်မနက်စောပိုင်းကနေစတင်ဝင်ရောက်လာကြတာလို့လုံုံရေးအရာမြင်မဖော်လို့တဲ့လာချိုမြို့ကန်တယောက်က RF ကိုပြောပါတယ်။ကားကြီးအများကြီးတက်လာတယ်မြို့တော်ခမ်းမနာကနေပြီးတော့ ိုးဘက်မဟုတ်ဘူးထွက်တဲ့ဘက်အထိရှိတဲ့ကားကြီးပြည့်ပဲစစ်သားကြီးအ ਨੇ ဆုံးမရှိဘူးဆိုရင်50 60တော့ရှိမယ်လို့ထင်တယ်ကအ ਨੇ ဆုံးတော့စစ်သားလည်းအပြည့်ပဲစိုက်ကြီးရောတင်လာတာပဲကားပေါ်မှာအင်းကတယောက်စားနှစ်ယောက်စားဆင်းတဲ့လူတွေကလည်းကွန်မန်ဒိုပုံစံမျိုးဟိုမျက်နှာမှာအမဲမျက်နှာပုံးလို့အမဲမျိုးနဲ့ညီကမျက်မှန်နဲ့စိတ်ဝတ်စားအပြည့်နဲ့ပဲပြန်ဒီကစကားတွေပေါ်မှာတနက်ဆက်လက်လို့ပုံစံမျိုးတနက်ဒီထောင်လာတာပဲကားပေါ်မှာ ကျွန်တော်အတွေးရတော့သူတို့တက်ဒီမှာအထိုင်ချဖို့သူတို့စောင့်ဝင်လာလို့ကားကြီးအားလုံးတန်းစီပြီးစောင့်နေတယ်လို့ထင်တယ်အပြေဝလာဖို့အတွက် အခုဝင်ရောက်လာတာကစစ်ကောင်စီတက်ရဲ့တက်မ33ကိုကိုခွန်ခွန်စတဲ့တက်မ3ခုကဖြစ်ပြီးဧပြီ22ရက်မွန်လွဲပိုင်းအထိမြို့ထဲကိုဝင်ရောက်လာကြတဲ့စစ်ကောင်စီတက်ကကားစီး120လောက်ရှိတယ်လို့မြို့ကန်တွေကပြောပါတယ်ကားပေါ်မှာစစ်ကောင်စီတက်သားတွေအပြင်စီပေပါတွေတွေ့ရပြီးလာချိုတက်ကတော့ဝင်းထဲမှာတက်ဆွဲထားကြတယ်လို့လည်းဆိုပါတယ် လာရှိုမြို့ပေါ်ရက်စခန်းမှာနောက်ဆုံးကြံခဲ့တဲ့ MND တပ်ဖွဲ့ဝင်တွေလည်းဒီနေ့နောက်ဆုံးထားပြီးအပြစ်သက်ထွက်ခွာဖို့ပြင်ဆင်နေကြတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်တရုတ်အစိုးရရဲ့ဂျားဝင်ဆောင်ရွက်မှုနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလကကုမင်းမြို့ဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ MND တို့အပြည့်ရဖို့သဘောတူခဲ့ကြတာပါအဲ့နောက်အချိန်၃လကြာဧပြီ22ရက်ဒီကနေ့မှာတော့ MND တပ်တွေလာရှိုမြို့ကနေအပြစ်တိုင်ဆုတ်ခွာပြီးစစ်ကောင်စီထံလွှဲပြောင်းဖို့ရှိနေတာလို့မြို့ကန်တွေကပြောကြပါတယ် MND အနေနဲ့စစ်ကောင်စီထံမျိုးအုပ်ချုပ်ရေးကိုသာလွှဲပြောင်းဖို့ကြားသိထားရပေမဲ့လက်တွေ့မှာစစ်ကောင်စီကရုတ်တရက်အင်အားအများပြားနဲ့ဝင်ရောက်လာတာကြောင့်ဒေသခံတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်နေတယ်လို့နောက်ထပ်လာရှိုးမြို့ကန်တယောက်က RFA ကိုပြောပါတယ် အဲ့ဒီတော့နေတဲ့တော့တော်တော်မျက်စိလဲသွားတယ်ပေါ့။ဘာလို့လဲဆိုတော့ဖြစ်တဲ့အချိန်မှာလဲသူတို့ပဲလေ။အခုလဲတဲ့သွားတော့လဲသူတို့ပဲလေ။နော်။အခုဆိုတာကိုကမက်ကလည်းတရားဝင်အမကြောညာဘူးလေ။စစ်တပ်ဘက်ကတနတ်မပါဘူးပါဘူးလဲလဲကြားတယ်။အခုကျတော့တနတ်လေးအဲပါလာတယ်လက်နက်လေးပါလာတယ်အစ်အစုံနဲ့အုံလိုက်ကျင်းလိုက်ဝင်လာတယ်ဆိုတော့အဒီလူလေးကတော့မျက်စိလဲစရာဖြစ်သွားတာပေါ့။လာရှိုးမြို့ကိုစစ်ကောင်စီထံလွှဲပြောင်းဖို့အတွက်စစ်နကောင်ဟိုတယ်မှာတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနအရှာရေးရအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှိကျွန်းကိုတိုင်ရောက်ရှိနေပြီးစစ်ကောင်စီ MND ကိုကန်တက်ကိုစလဲတွေနဲ့၃ပွင့်ဆိုင်ဆွေးနွေးနေတာလို့လာရှိုမြို့ကန်တွေကပြောကြပါတယ်။ဒါပေမဲ့လာရှိုမြို့ကိုစစ်ကောင်စီထံလွှဲပြောင်းမှုနဲ့ပတ်သက်လို့တပ်ဆိုင်ရာအဖွဲ့တွေကဒီကနေ့ညနေပိုင်းထိတစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။လာရှိုမြို့လွှဲပြောင်းရေးကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီနဲ့ MNDAA ကိုကန်တက် မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံတွေကို RFA ကမေးမြန်းခဲ့ပေမဲ့တုံ့ပြန်ဖြေကြားလာတာမရှိသေးပါဘူးစစ်ကောင်စီတပ်တွေအများပြားဝင်ရောက်လာတာကိုစိုးရိမ်ပြီးမြို့ကနေတိမ်းရှောင်ကြသူတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ